အပိုင်း145ရဲ့အစားမှာတော့ခေါင်းဆောင်5ယောက်ကဘေကာပန်းရဲ့ live trainer ကိုဓာတ်ဆီးဖို့အတွက်သူတို့ရဲ့ပုံစံအမှန်တွေကိုထုတ်ပြလာခဲ့ပါတယ်။သူတို့ကအခက်ကိုရောက်လာခဲ့ပြီးတယောက်ကတော့ Luffy ကိုမျိုးချလိုက်ပါတယ်။အဲဒီအချိန်မှာ Dorito ကရောက်လာပြီး Luffy ကိုမျိုးချလိုက်တဲ့မြေဒီကောင်ကိုဓာတ်နဲ့ပိုင်းချလိုက်က Luffy ကိုပြန်ကယ်လိုက်ပါတယ်။ Luffy ကတော့ပြောနေပြီး "तू က Dorito ကိုမြင်တော့ဘလို့ရောက်လာတာလဲ"လို့မေးလိုက်ပါတယ်။တဖက်မှာတော့ငှက်ကြီးကအကာရန်ကိုချိုးဖောက်ပြီးအထဲကိုဝင်လာနေပါပြီ။ဒါကိုမြင်တော့ဂျင်ဘီကဒါကအရန်ကိုပြင်းတဲ့ဟာကီပဲလို့ပြောလိုက်ပြီးသူကနေရာကနေချက်ချင်းထွက်သွားခဲ့ပါသည် သူကဇိုရိုစီကိုလိုက်သွားပြီးပြီးသွားပြီလားလို့ပြောလိုက်တော့ဇိုရိုကလူချီကိုကြည့်လိုက်ပြီးဒီကောင်မလဲသေးဘူးလို့ပြောလိုက်ပါရီလူချီကတော့သွေးတွေမတရားထွက်နေပေမဲ့သူကအာတမီရက်နေစေပါအဲဒီနောက်မှာတော့သူကတရင်တရိုင်နဲ့ဇိုရိုရရှိရာစီကိုရောက်ရှိလာပါရီတဖက်မှာလည်းပဲဆန်ဂျီကဘေဂါပန့်ကိုတည်ပြေးလာပြီးဂျင်မီကိုမြင်တော့ကိစ္စတွေပြီးသွားပြီလားလို့မေးလိုက်ပါရီဒါကိုကြားတော့ဂျင်မီကဆန်ဂျီကိုကြည့်လိုက်ပြီးအခုလောက်တော့မလို့လားလို့ပြောလိုက်ပါရီအဲဒီနောက်သူကဇိုရိုကိုဖမ်းထားလိုက်ကမင်းအနိုင်ရနေပြီလို့ပြောလိုက်ပြီးဇိုရိုကတော့ဂျင်မီရဲ့လက်ကနေယုံကန်နေတာပါ ပြီးတော့သူကတစ်ဖက်မှာအာယူရက်နေတဲ့လူချီကိုကြည့်လိုက်ပြီးတောင်းပန်ပါတယ်လို့ပြောကငါလူသားခရာတီတိုက်ကွက်ကိုအသုံးပြုပြီးတိုက်ခိုက်လိုက်ပါရီလူချီကတော့ရုတ်တရက်သူ့စီကိုဝင်လာတဲ့ရေလုံးကြောင့်မျက်လုံးပြူးသွားခဲ့ပြီးဂျင်ဘီရဲ့တိုက်ခိုက်မှုကြောင့်ဘီနာကအပင်တွေပါပြတ်ထွက်သွားခဲ့ရပါရီအဲဒီနောက်မှာတော့လူချီကအရင်ပုံစံကိုပြန်ပြောင်းသွားခဲ့ပါပြီအဲ့ဒီအချိန်မှာပဲအေယာမငှက်ကြီးတကောင်ကသူ့ရှိကိုရောက်လာပြီးလူချီကိုရော့ဘယ်မာလေးလို့မိလိုက်ပါရီလူချီကတော့သူ့ရှိကမကောင်းဆိုးဝါးကြီးကိုကြည့်ပြီးတုန်လှုပ်နေတာပါ တဖက်မှာလည်းပဲဂျင်ဘီကဇိုရိုကိုခေါ်ပြေးနေပြီးဇိုရိုကတော့ငှက်ကြီးကိုကြည့်ကဒါကဘာလဲလို့မေးနေကြတာပါအဲ့ဒီအချိန်လူချီကတော့သူ့ရဲ့တုံလုံးမှုတွေကိုထိန်းချုပ်လိုက်ပြီးသူကငှက်ကြီးကိုယောဂအဆောက်အုံအေးထဲမှာအချုပ်ခံထားရတယ်လို့ပြောပြလိုက်ပါရီဒါအပြင်လူချီကစောနာကထွက်ပြေးသွားတဲ့ကောက်ရုပ်ထုတ်လူဖီအဖွဲ့သားနှစ်ယောက်ကိုလည်းပြောပြလိုက်ပါရီသူတို့ကဒေါ်တာဘေကာပန့်ရဲ့ကိုးပွားတွေနဲ့လာဘိုဖေးဇွင်ပေါက်ကနေထွက်ပြေးဖို့လုပ်နေရတယ်လို့လည်းအသိပေးလိုက်ပါရီပြီးတော့လူချီကစိုက်ဖာဘိုးအေဂျင့်85ယောက်ကလည်းအဖမ်းခံထားရတယ်လို့ပြောပြလိုက်တာ လူချီနေနဲ့ဘေဂါပန်းရဲ့အတန်ထောက်လွှင့်မှုနောက်6မိနစ်ဆိုရင်စတော့မယ်လို့လည်းပြောလိုက်ပါရီလူချီပြောနေတဲ့စကားအဆုံးမှာတော့ငှက်ကြီးကကျေနပ်သွားပြီးသူ့မှာတခြားမိကုံးမရှိတော့ဘူးလို့ပြောလိုက်ပါရီပြီးတော့ငှက်ကြီးကယော့ဆီယာစီကိုထွက်သွားဖို့အတွက်လှုပ်ပါရီအဲ့ဒီချိန်မှာပဲလူချီကငှက်ကြီးကိုလမ်းခေါ်ပြီးအစာဦးထဲမှာဒဏ်ရာရနေတဲ့သူ့ရဲ့ပါတနာရှိတာကြောင့်မလို့အကယ်ပေးဖို့အတွက်တောင်းဆိုလိုက်ပါရီဒါကိုကြားတော့ငှက်ကြီးကမင်းတို့လူပူးမွားကောင်တွေကကဲတင်ခံချင်နေတာလားဆိုပြီးခန့်နှိမ်နှိမ်ပြောလိုက်ပါရီတဖက်မှာတော့လူဖီတယောက်ဒိုရီရဲ့လက်ထဲမှာခုံပေါက်နေပြီဒိုရီတို့က ်မင်းတို့ကတကယ်ကိုတမ်းမွားရပဲလို့ပြောလိုက်ပါတယ်ဘရိုဒီကတော့လူဖီရဲ့ပုံစံကိုမှတ်တော်မမှတ်မိဘူးလို့ပြောလိုက်ပြီးဒိုရီကလည်းလူဖီကိုအခုလိုမြင်ရတာဝမ်းသာတယ်လို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့သူတို့ကစကားတွေပြောနေကြပြီးလူဖီကတော့ဒါရီကိုနောက်ထားဖို့အတွက်ပြောတာတစ်ဖက်ကလူစိုးတွေကိုအာယုံစိုက်ဖို့အတွက်ပြောလိုက်ပါတယ်စီတန်တို့ကတော့ဒိုရီတို့ကိုမြင်လိုက်ရလို့အံ့ဩနေခဲ့ပါတယ်အဲဒီအချိန်လူဖီကတော့ဒိုရီတို့ကိုသူတို့ကတိုက်ခိုက်ချင်တာမဟုတ်ဘဲထွက်ပြေးချင်တာလို့ရှင်းပြလိုက်ပါရီ။ဒါကိုကြတော့ဒိုရီတယောက်ခေါင်းညိတ်ပြီးစံကြီးနဲ့တွေ့ပြီးပြီလို့လဲဆိုပါရီ စန်ဂျီကသူတို့ကိုအားလုံးပြောပြပြီးအကူအညီတောင်းခဲ့တယ်လို့လည်းပြောပြလိုက်ပြီးဘရိုဒီအနေနဲ့လူဖီကိုမင်းတို့အကြောင်းသတင်းစာမှာတွေ့လို့လိုက်လာတာလို့ပြောကရေတပ်တွေအဝိုင်းခံထားရတာမလားလို့မေးလိုက်ပါရီဒါပြင်ဘရိုဒီကလူဖီကိုစာထဲမှာမင်းကဘေကာပန့်ကိုပြန်ပြီးဆွဲထားတယ်လို့ရေးထားကြောင်းလည်းပြောပြလိုက်ပါရီဒါကိုကြားတော့လူဖီကအဲ့လိုရေးထားတာလားလို့ပြန်ပြီးတော့မေးနေခဲ့သေးတာပါအဲ့နောက်မှာတော့ဘရိုဂီကလူဖီကိုပြန်ခေါ်နိုင်ပြီမို့လို့သူကခရယာကိုမှုတ်ပြီးအားလုံးကိုနောက်ပြန်ဆုတ်ဖို့အတွက်အချက်ပေးလိုက်ပါရီ ဒါကိုကြတော့လူဘလူးကြီးတွေကလည်းသူတို့ရဲ့ခေါင်းဆောင်ကလူဖီကိုတွေ့သွားပြီဆိုတာကိုသဘောပေါက်သွားခဲ့ပြီးအားလုံးတင်းမောစီကိုပြန်မို့လောက်ခဲ့ကြပါသည်ဒါကိုမြင်တော့ဝမ်မကောင်းဆိုးဝါးကြီးကထွက်ပြေးဖို့လောက်တာလားလို့ပြောလိုက်ပြီးသူကလည်းအတန်ကုန်အော်ကသူ့ရဲ့ဟာဂီကိုထုတ်လိုက်ပါသည်မြင်းထလုံးနဲ့ဟာဂီအကြောင်းမလို့အားလုံးကဖယိုဖယဲတွေဖြစ်ကုန်ကြပြီးရေတပ်သားတချို့ဆိုရင်မေလဲပြီးတောင်ကြာသွားကြတာပါတဖက်မှာလူဖီရိုကဒါကိုတောင်းခံနေပေမဲ့ခနာချာမှာတော့လူဖီရဲ့ခန္ဓာကိုယ်ကအစိတ်ပိုင်းတချို့လီနဲ့ပါသွားခဲ့ပါသည်။ဒါကိုမြင်တော့ဒိုရီရိုလည်းမျက်လုံးပြူးသွားကြပါသည်။အဲ့ဒီအချိန် ဒိုရီကလူဖီလွင်သွားတဲ့အစိပ်ပိုင်းတွေကိုအဝေးကြီးကိုရောက်မသွားအောင်လို့သူ့ရဲ့ဓာတ်နဲ့ခံပြီးထားပါသည်အဲဒီနောက်မှာတော့လူဖီကသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပြန်တက်လိုက်ပြီးပျောက်သွားပြီထင်နေရလို့လည်းပြောနေကြတာပါဒါပေမဲ့မျက်လုံးကပြန်ထွက်ကြလာလို့သူကပြန်ကောက်တက်နေရပါသည်ဘရိုဂီကလူဖီကိုအစင်ပြေလာလို့မေးလိုက်ပြီးမင်းကတမားရာပဲလို့ပြောလိုက်ပါသည်ဒိုရီကတော့ချက်ချင်းပြန်ခုံပေါက်နေတဲ့လူဖီကိုကြည့်လိုက်ပြီးမင်းမရည်စရာကောင်းတဲ့ခန္ဓာကိုယ်ရှိနေတာပဲလို့ပြောလိုက်ပါသည် အဲ့ဒီအချိန်မှာပဲဝမ်မကောင်းဆိုးဝါးကလူဖီကိုကြည့်လိုက် ပြီးမင်းရဲ့ပုံစံအမှန်ကိုပြန်မပြောင်းမချင်းငါခုတ်ပေးမယ်လို့ပြောလိုက်ပါရီပြီးတော့သူကချက်ချင်းပဲလူဖီရှိရာစီကိုဝင်လာပြီးသူ့ရဲ့အဆွေနဲ့ဘိုင်းမို့အတွက်လောက်ပါရီဒါပေမဲ့ဒိုရီဘရိုဂီတို့ကကားပေးထားတာကြောင့်ဝမ်မိတ်စာကြီးကဒီကောင်လေးကဘာလုပ်လဲဆိုတာသိလားလို့မေးလိုက်ပါရီဒိုရီတို့ကတော့ခေါင်းငိတ်လိုက် ပြီးလူဖီကသူတို့ရဲ့တငယ်ချင်းပဲလို့ဆိုတာဝမ်မိတ်စာကိုအဝေးကိုလွှင့်ပြလိုက်ပါရီဒါပေမဲ့တော့စေတန်ကလေးပဲမင်းတို့လိုပိုးမွားကောင်တွေကအသက်ရှင်တန်ခွင့်မပေးနိုင်ဘူးလို့ဆိုတာလူဖီတို့ကိုတိုက်ခိုက်ဖို့လုပ်ခဲ့ပါရီ သူကလူဖီကိုအဆုံးသတ်ဖို့အတွက်အစိတ်တင်နေပြစ်လိုက်ပါရော်ဒီဒါကိုမြင်တော့လူဖီကဒိုရီရိုကိုတတိပေးလိုက်ပြီးသူကအုံးမေတပင်ကိုဆွဲနှုတ်လိုက်ပါရီပြီးတော့သူကချက်ချင်းပဲအဲ့ဒီပင်စီကိုဖျက်လိုက်ပြီးဘေ့စ်ဘောရိုက်တန်တစ်ချောင်းကိုပါဇက်နဲ့ကိုက်ပြီးတော့ဖန်တီးလိုက်ပါရီဒါပြင်လူဖီကစီရီဘာရီဝါကောက်တုတ်လိုက်ပြီးသူကတစ်ဖက်ကဝင်လာနေတဲ့အစိတ်လုံးတွေကိုဘေ့စ်ဘောရိုက်မဲ့အထာနဲ့အစင်သင်းဆောင်နေကြတာပါပြီးတော့သူကအစိတ်လုံးတွေအားလုံးကိုရိုက်ထုတ်ပေးလိုက်ပါရီတစ်ဖက်မှာတော့စီတန်တို့ကသူတို့စီကိုပြန်ဝင်လာတဲ့အစိတ်တွေကြောင့်မလို့လမ်းဖြန့်သွားပါရီ ဲ့နောက်မှာတော့အစိတ်တွေကစေတန်တို့ကိုထိမှန်ပြီးပေါက်ကွဲသွားပါတော့ဒီဒါကိုမြင်တော့လူဖီကပေါက်ကွဲသွားတာပဲလို့ပြောရင်ပဲတဟီတာနဲ့သဘောကျနေကြတာပါမီးလောင်နေတဲ့စေတန်တို့ကိုမြင်တော့လူဖီကအမြန်ထွက်သွားဖို့အတွက်ပြောလိုက်ပြီးဒီမကောင်းစွားတွေကမတိမျိုးတွေလို့ပြောလိုက်ပါတယ်ဒါကိုကြတော့ဒိုရီကအန်အောနေကဒါကဘလို့လဲလို့မေးနေပါတယ်လူဖီကတော့စေတန်ရဲ့ခန္ဓာကိုယ်ကတနည်းနည်းနဲ့ပြန်ကောင်းလာတဲ့အကြောင်းပြောပြနေပြီးဒိုရီကတော့သူ့အနေနဲ့အဲ့လိုလူမျိုးတွေရှိတာကိုမသိခဲ့ဘူးလို့လည်းပြောလိုက်ပါတယ်အဲ့ဒီအချိန်စေတန်ကတော့ပြန်ကောင်းလာပြီးပြန်ထလာခဲ့ကြပါပြီ။ ဲ့ဒီအချိန်မှာပဲလာဘိုဖီစ်ကချော်ပါတို့ကလည်းတင်းမောကိုအောက်ကိုပြန်ဆွဲချနေကြပါသည်။ဥစုပ်ကတော့ဘီကနေအော်ဟင်းနေပြီးဆွဲဖို့အတွက်ပြောနေခဲ့ကသူကအားအကုန်ကဒါပေးလာလို့ဆိုပြီးဆရာသွားလုံနေခဲ့တာပါ။ဒါကိုကြတော့လီလစ်ကဥစုပ်ကိုမင်းကဘာလို့လာမဆွဲတာလဲလို့ပြောလိုက်ပါသည်။အဲ့ဒီအချိန်မှာပဲဘရိုကတော့သူတို့ကိုတင်းမောကအနေငယ်လှုပ်ရှားသွားတယ်လို့ပြောလိုက်ပါသည်။ဒါကိုကြတော့ဥစုပ်ကအားလုံးဆက်ပြီးတော့ဆွဲထားဖို့အတွက်ပြောလိုက်ပြီးဂျင်ဘီတို့ကလည်းဒီအချိန်မှာပြန်လာနေကြပါပြီ။ ဒါပေမဲ့သူတို့ကအချိန်နှီးသွားတာကြောင့်ဂျင်မီကဆက်ကိုပိတ်လိုက်ပြီးဇိုရိုကိုတဲပြီးတော့ခြေထောက်နဲ့ပဲပြေးသွားတော့တယ်။ဂျင်မီကတော့ခြေထောက်နဲ့ပြေးတာကမှပုံမြန်သေးတယ်လို့ပြောရင်ပဲတဖက်မှာလည်းပဲဘွန်နီတို့ကတင်းမောနာကိုရောက်လာကြပါသည်။ဒါပေမဲ့သူတို့ကိုရေတက်ခေါင်းဆောင်တွေကစောင့်နေပြီးဘွန်နီတို့ကိုထွက်ပြေးခွင့်မပြုနိုင်ဘူးလို့လည်းပြောနေပါသည်။တဖက်မှာတော့စန်ဂျီတယောက်ပြေးနေရင်လည်းမကောင်းတဲ့စိတ်ခံစားချက်တွေရနေခဲ့ပါသည်။အဲ့ဒီအချိန်မှာပဲအဆောက်အအုံအေးထဲမှာတော့ယောဂအဖမ်းခံထားရပါသည်။ ူမကအတန်လွှင့်စားကနေလာနေတယ်ဒေါက်တာဘေကပန်းရဲ့ဗီဒီယိုကိုကြည့်နေပြီးဘာရီလုံနေရလဲလို့လည်းပြောနေပါရီပြီးတော့ယောဂသူ့ကိုလွတ်ပေးဖို့အတွက်လည်းအော်ဟစ်နေတာကြောင့်စတေစီကသူမကိုငြိမ်ငြိမ်နေဖို့အတွက်လည်းပြောလိုက်ပါရီအဲ့ဒီအချိန်မှာသူတို့နေတဲ့နေရာကအမှောင်ကျသွားတာအပေါ်ကနေငှက်ကြီးရောက်လာပါရီဒါကမျိုးတော့အားလုံးကမျက်လုံးပြူးသွားခဲ့ကြပြီးယောဂတော့သူမရဲ့ရှေ့ကငှက်ကြီးကိုကြည့်ကသွေးပြတ်နေကဒါကဘာကောင်ကြီးလဲလို့ပြောလိုက်ပါရီအဲ့ဒီအချိန်မှာပဲငှက်ကြီးကသူမရဲ့အနာကိုဒုက္ကလာတာကြောင့်ယောဂသူ့နားကိုမလာဖို့အတွက်လည်းအော်ထုတ်နေခဲ့တာပါအဲ့ဒီအချိန် ငှက်ကြီးကထိန်းချုပ်ခန်းကဘဲမွားလေးလို့မိခဲ့တာကြောင့်ယောက်ကလေးပဲငှက်ကစကားပြောနေရလားလို့အော်ဟင်နေပါ ड़ी တဖက်မှာလေးပဲရေတပ်သားလေးကလဲနေတဲ့ကီစာတွေကိုဒိုင်ယာရီကိုပြဖို့အတွက်ပြောလိုက်ပါ ड़ी သူကကီစာတွေကိုကုသပေးမယ်လို့ပြောတော့ကီစာတွေကဒိုင်ယာရှိနေတာပဲမြင်ရမှာပေါ့လို့ပြောလိုက်ပါ ड़ी အဲ့တော့သူကရေတပ်သားလေးကိုသူ့ကိုခနာပေးနာဖို့အတွက်ပြောကငြိမ်သက်နေပါ ड़ी တဖက်မှာတော့ဒေါက်တာဘေကာပန်တိန်ထားတဲ့အရင်ခေတ်ကဆက်ယုတ်ကြီးတယောက်ကစတင်အသက်ဝင်လာပါ ड़ी သူက join မိုင်းလို့ခေါ်လိုက်ပြီးထလာခဲ့တာပါ အဲဒီနောက်ဆက်ရုပ်ကြီးကသူ့ခန္ဓာကိုယ်မှာစိုက်နေတဲ့လှံကိုဆွဲထုတ်ပြီးထရရလိုက်ပါရီတဖက်မှာလည်းပဲရေတပ်သားတွေကလူဗီရိုကိုဖမ်းဖို့အတွက်လိုက်လာနေခဲ့ကြပါပြီအဲဒီအချိန်မှာပဲသူတို့ကကျေလောင်တဲ့အတန်ကြောင်ပြေးနေတာကိုရက်လိုက်ပြီးဘေးကိုကြိုက်ကြည့်နေခဲ့ပါရီအဲဒီနောက်ခဏကြာတော့အတန်ထက်ထွက်လာပြီးသူတို့နဲ့လည်းหนีလာခဲ့ပါရီသိမကြခင်မှာပဲသူတို့အနောက်ကနေဖြတ်သွားပြီးအီယာမဆက်ရုပ်ကြီးကိုမြင်လိုက်ကြရပါရီဒါကိုမြင်တော့ရေတပ်သားတွေလည်းမျက်လုံးပြူးသွားခဲ့ကြသလိုတဖက်ကရေတပ်သားတွေကလည်းဒီမောဘော်ကနေပြီးတော့ဂျုံမော်မှာရှောက်သွားနေတဲ့ဆက်ရုပ်ကြီးကိုမြင်နေကြပါရီ ဒါကြောင့်မလို့သူတို့ကဂျုံးပေါ်မှာဘလူးထက်ကြီးတဲ့အရာကြီးတစ်ခုရှိနေတယ်လို့လမ်းပြောလိုက်ပြီးအဲ့ဒီရာကတန်တရာကိုဦးတည်နေတယ်လို့လည်းသတင်းပေးပို့လိုက်ပါလိ။အဲ့ဒီအချိန်စက်ရုပ်ကြီးကတော့လူဖီတို့ရှိတဲ့နေရာစီကိုတလန်းချင်းသွားနေခဲ့ပါပြီ။ဒါအပြင်သူ့ပစောက်ကလည်း join point ကိုတောင်းပန်ပါတယ်လို့ပြောနေခဲ့ပြီးဇက်လန်းလေးကလည်းဒီနေရာမှာနေမယ်တခန်းရက်လို့သွားခဲ့ပါလိ။ One Piece ရဲ့အပိုင်းသစ်တွေဟာတပတ်မှတပိုင်းပဲထွက်ရှိတာမို့လို့နောက်တစ်ပတ်အပိုင်းသစ်နဲ့အတူပြန်လာခဲ့ပါဦးမယ်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။